မိခင်ကစုံပြစ်ခဲ့တဲ့ရုံကလေးကိုမွေးစားခဲ့ပြီးနောက်မယုံနိုင်တာဖြစ်ပြတ်သွားခဲ့တယ်။ရုံမကြီးတကောင်ကသူ့ရဲ့ကလေးတွေထဲကနေအညွတ်ဆက်အယောင်လေးဖြစ်တဲ့ရုံကလေးတကောင်ကိုတခြားရုံပေါင်းလေးတွေနဲ့အယောင်မတူတာကြောင့်စုံပြစ်ခဲ့ပါတယ်။တရက်မှာတော့ရုံကလေးကရှောက်သွားရင်းနဲ့ခွေးလေးတအုပ်နဲ့တိုးခဲ့တာကြောင့်အနိုင်ကျင့်ခံခဲ့ရခြင်းမှာသူမရဲ့မိခင်ရုံမကြီးကကဲပုတ်ရပေါ်မလာခဲ့ပါဘူး။ခွေးကိုက်ခံရတာကြောင့်ရုံကလေးရဲ့ခြေထောက်နှစ်ဖက်တိမ်သွားခဲ့ပါတယ်။လေသမားတယောက်ကမြင်လိုက်တဲ့အခါမှာယုံကလေးအတွက်အယမ်းစိမကောင်းဖြစ်ခဲ့ရပြီးကြိုးစားကူတာပေးခဲ့ပေမဲ့ကံမကောင်းစွာပဲယုံလေးရဲ့ခြေထောက်ဟာပြန်မကောင်းလာခဲ့တာကြောင့် လမ်းရှာဖို့မတက်ဆွမ်းနိုင်ခဲ့ပါဘူး။လေသမားကကြည်လိုက်တိုင်းမှာယုံကလေးဟာဝမ်းနည်းစွာငိုကြွေးနေနေရှိပါတယ်။ယုံကလေးကမဝရည်စားကိုစားနေရမှဆိုးရကြောင်လေသမားကတီးတက်နေရတဲ့ခုပြုလုပ်ပေးခဲ့ပါတယ်။လေသမားရဲ့ဂယုဆိုင်မှုအောက်မှာယုံကလေးစားတော့ဖို့ပူစရာမလိုတဲ့ပြင်အိယာတေးတေးလေးတခုတောင်ရထားပါသေးတယ်။လေသမားလှုပ်ထားပေးတဲ့အိယာလေးမှာအစာစားရင်းနဲ့ကတ်တုန်ကလည်းကြည့်လို့ရပါတယ်။ သူ့ရဲ့မိသားစုကအကျိုးဆိုခဲ့တာကိုတည်ထားတယ်လေတမကသူ့မွေးထားတဲ့တခြားတီလေးတွေနဲ့ယုံကလေးတငယ်ချင်းဖြစ်လာစေခဲ့ပါတယ်။ကံကောင်းစွာပဲယုံကလေးဟာတငယ်ချင်းတွေအများကြီးရရှိခဲ့ပါတယ်။အစာစားရင်စကားပြောဖို့ကြက်ကလေးတစ်ကောင်ရှိသလိုဟိုနာဒီနာတွားရင်ကြောပေါ်ဒီမီခေါ်သွားပေးမယ်လေကလေးလည်းရှိပါတယ်။လမ်းမလျှောက်နိုင်ပေမဲ့လေယုံကလေးကသူ့ရဲ့တငယ်ချင်းဘဲကလေးတွေရေကူးတဲ့အခါမှာကန်ဆက်ကနေထိုင်ကြည့်နေရတာနှစ်သက်လို့နေပါတယ်။အဲ့ဒါပြင်လေတမားတွေမွေးထားတဲ့ခွေးကလေးနဲ့ပါတငယ်ချင်းကောင်းနေဖြစ်လာပါတယ်။